ICS ဦးတင်ထွတ်လို့လူသိများတဲ့ဝင်ကြီးဟောင်းနဲ့သတင်းစာဆရာကြီးဦးတင်ထွတ်လောက်ကြံခံရတာ2018ခုနှစ်မှာအနှစ်80ပြည့်ခဲ့ပါပြီ။ရန်ကုန်မြို့လေကောင်ဝင်ကြီးများရုံးနဲ့ပါလီမန်နားမှာကားဘုံထောင်တက်ဖြတ်ခံရတဲ့ဒီလူသက်မှုရဲ့လက်တွေကိုတော့အခုထိတရားဝင်တိတိကျစုံစမ်းဖော်ထုတ်နိုင်သေးတာကိုမတွေ့ရပါဘူး1948မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်လာပိုင်းအတွင်းပြည်တွင်းစစ်ဖြစ်လာပြီးမကြခင်မှာပဲဥတင်ထုတ်ကိုယ်တိုင်စစ်ထဲဝင်ပြီး တောင်းညမှုနှိမ်နှင်းရေးကိုဆောင်ရွက်နေစဉ်လောက်ကြခံရတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့ BBC မှာစောင်းပါရှင်ဘိုးဘိုးရေးသားတဲ့ အနည်း90လက်သေးမပေါ်တဲ့ဘုံမှုချုပ်တင်ထွက်လောက်ကြံမှုဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ဥတင်ထွက်ဟာမြန်မာလူမျိုးတွေကအိန္ဒိယဗရိညင်ခံဝန်ထမ်းခေါ်တဲ့ ICS ယာဒူးကိုအစောဆုံးရခဲ့သူတယောက်ဖြစ်တယ်လို့ရန်ကုန်တက္ကသိုလ်ရဲ့အုပ်ချုပ်ရေးအကြီးအကဲအဓိပတိယာဒူးကိုစစ်မဖြစ်ခင်ကတည်းကရွေးချယ်ခန့်အပ်ခံရသူဖြစ်ပါတယ်သူ့ရဲ့မိဘမျိုးရိုးကလည်းတောင်စင်ခုနှစ်ခရိုင်ခေါ်တဲ့ရခိုင်ရိုးမတကြောကို နှစ်ရာနဲ့ရှိအုပ်ချုပ်လာသူတွေလို့သိရပါတယ်။ဥတီထွေရဲ့ဖခင်ဥဖိန်းဟာလည်းမြန်မာလူမျိုးတွေကအစောဆုံးအရေးပိုင်ခေါ်ခရိုင်အုပ်ချုပ်ရေးမှူးယာတုကိုရခဲ့သူတယောက်ဖြစ်ပါတယ်။ဥတီထွတ်တို့ညီအကို၄ယောက်စလုံးဥပဒေပညာမှာထူးကျွမ်းသလိုယာတုကြီးတွေရခဲ့လို့ထင်ရှားခဲ့ပါတယ်။အကြီးဆုံးဥတီထွတ်ကနိုင်ငံသားရေးယုံကိုထူထောင်ခဲ့တဲ့ဝန်ကြီးတယောက်ဖြစ်တယ်လို့နောက်ညီကို၂ယောက်ကလည်းတရားရေးဘက်မှာအကြီးဆုံးယာတုတွေရခဲ့ပါတယ်။ဥကြုံမြင့်ကပူကြောင်အောင်ဆန်လောက်ကြခံရမှုမှာ စစ်ဆေးရတဲ့ခုံယုံအဖွဲ့ဥက္ကဋ္ဌဖြစ်ခဲ့ပြီးဦးမြင့်သိန်းကတော့တရားဝင်ကြီးချုပ်ဘဝနဲ့အာဏာသိမ်းချိန်မှာထိမ့်သိမ်းခံခဲ့ရပါတယ်။ညီအငယ်ဆုံးဖြစ်တဲ့ဒေါက်တာထင်အောင်ကတော့ရန်ကုန်တက္ကသိုလ်ပေါမောက်ခါချုပ်အဖြစ်ထင်ရှားသလိုမြမရိုးရပုံမြင်တွေကိုအင်္ဂလိပ်လိုရေးသားပြသခဲ့ပါတယ်။ဦးတင်ထွေးရဲ့နှမသုံးယောက်ကလည်းထင်ရှားတဲ့စာပေပညာရှင်တွေဖြစ်ကြပြီးနှမဖြစ်သူခစ်ဆန်းစာဆိုဒေါခင်စောမှုနဲ့မင်းသူဝင်တို့ရဲ့ရှစ်မြတာဇလန်းကကနေ့အထိလူစိတ်ဝင်စားခံရတဲ့ဇာတ်ကြောင်းဖြစ်ပါတယ်။ဒီဖြစ်ရက်ကိုနောက်ခံပြုပြီး မင်းသူဝင်ရေးဖွဲတဲ့ဘာကြီးအောင်ညာတဲ့ဝတ္ထုမှာပါတဲ့ဗဘူးစရာကြီးဘာကြီးအောင်ဟာဥတင်ထုတ်ကိုရည်စူးတယ်လို့ဆိုပါတယ်ဒေါခင်စောမုံနဲ့လက်ထပ်ဖို့အတွက်မင်းသူဝင်ကိုပြည်တိမ်မှာပညာသင်ခွင့်ရဖို့ဥတင်ထုတ်ကစူးစမ်းခိုင်းတယ်လို့လည်းရေးကြပါတယ်နမကြီးဖြစ်သူဒွန်မြမှုဟာကြောက်စာဖတ်အဖြစ်ရန်ကုန်တက္ကသိုလ်မှာအမှုထမ်းခဲ့ပြီးဒေါတင်စောမုံကတော့အင်္ဂလိပ်စာဌာနမှုအဖြစ်ရန်ကုန်တက္ကသိုလ်မှာဆောင်ရွက်ခဲ့ပါတယ် ။ဦးတင်ထွန်းဟာပြည်တိကျအစိုးရဝန်ထမ်းဖြစ်ပေမဲ့မျိုးရှိစိတ်ရှိသူလို့ထင်ရှားပါတယ်။အလုတ်ထဲမှာဝါဘက်အုတ်ထုတ်ဆောင်ပြီးမျိုးရှိစိတ်ကိုပြတယ်လို့ဆိုပါတယ်။1947မှာအတွင်းဝင်ဘဝနဲ့ဝင်ကြီးချုပ်ဂလုံးဦးစောနဲ့အတူဗြိတိန်နဲ့အမေရိကန်ကိုလွတ်လပ်ရေးအရေးဆိုရာမှာလိုက်ပါသွားခဲ့ပါတယ်။ခကြီးကအပြန်မှာဥစောထိမ့်သိမ့်ခံရပြီးဥတင်ထုတ်ကိုတော့ပြည်တိကျအစိုးရကအိန္ဒိယကိုပို့လိုက်ပါတယ်စစ်တွင်းကာလတစ်ချောင်းလုံးစင်မလာမှာရုံးဆိုင်တဲ့စစ်ပြီးမြန်မာအစိုးရကိုကူညီပြီးပြန်လည်ထူထောင်ရေးစီမံကိန်းတွေရေးဆွဲခဲ့ပါတယ စစ်အပြီးမှာဥတင်ထုတ်ယာတို့ကထွက်ပြီးတည်င်းစာဆရာဘောကကူးပြောင်းခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအစိုးရဖွဲ့ချိန်မှာလဲပူပေါင်းပြီးတော့1940ခုမှာလွတ်လပ်ရေးအတွက်ပြည်ထချအစိုးရနဲ့စေစရာမှာကုညီဆောင်ရွက်ပေးခဲ့ပါတယ်။ပင်လုံညီလာခံမှာမြန်မာကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ပြီးလွတ်လပ်ရေးယူပြီး10နှစ်အကြာမှာတောင်တန်းဒေသတွေပြည်တော်စုကခွဲထွက်ခွင့်ရှိရေးကိစ္စဟာဥတင်ထုတ်ရဲ့လက်ရှက်လို့တက်မတော်အရာရှိတချို့ကစွပ်စွဲပါတယ်။အမေရိကန်ရောက်မဲလ်ကွန်စင်ရဲ့ဒေါ်လာရေးကောင်စီဗိုလ်ချုပ်ကြီးများစာအုပ်မှာဥတင်ထုတ်ကို အင်္ဂလိပ်အစိုးရရဲ့လူလိုရေးပါတယ်1948လွတ်လပ်ရေးရပြီးနောက်နိုင်ငံခြားရေးဝန်ကြီးဦးတင်ထွန်းနဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်လက်ရာတို့ကိုကရင်လက်နက်ကိုင်တွေကိုလိုလားသူအဖြစ်တပ်မတော်အတွင်းကလက်ဝဲအုပ်စုတွေကတမုတ်ခဲ့ပါတယ်။ပြည်တွင်းစစ်အစမှကွန်မြူနတီတောက်ခုချိန်မှာတော့ဦးတင်ထွန်းကိုတိုင်းဗိုလ်မှုချုပ်ရာတို့နဲ့အရန်တက်တွေကိုကုတ်ကဲတိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယတပ်မှအရာရှိအဖြစ်ပထမကမ္ဘာစစ်အတွင်းကဦးတင်ထွန်းထမ်းဆောင်ခဲ့မှုပါတယ်။ တစ်ဖက်မှာလည်းဗိုလ်ချုပ်နေဝင်းနဲ့အခြားဂျပန်ပြန်စစ်ဗိုလ်တွေကလက်ဝဲညှဉ်းညွတ်ရေးအတွက်ကွန်မြူနတီတွေနဲ့တိုက်ခိုက်တာကိုအားမပေးတဲ့သဘောထားရှိပါတယ်။ဒီလိုအနေအထားမှာဥတင်ထွက်လောက်ကျန်ခံရပြီးလက်တင်မပေါ်ဖြစ်ခဲ့ပါတယ်။ဗိုလ်လက်ရာကိုချောင်းမြောင်းလောက်ကျန်ဖို့ကြံစီတာလဲအဲ့ဒီအချိန်ကာလမှာပဲဖြစ်ပွားခဲ့တာပါ။ဗမာခေတ်သတင်းစာပိုင်းရှင်ဦးအောင်ခင်ကိုဗိုလ်ချုပ်ကြီးနေဝင်းကနေပြီးဥတင်ထွက်ဘလို့အသက်ခံရတယ်ဆိုတာသိတယ်မဟုတ်လားလို့ကြိမ်းပေါင်းဘူးတယ်လို့သတင်းစာဆရာဦးတောင်းခေါ်အောင်ဗလာကရေးသားခဲ့ပါတယ်။1948စက်တင်ဘာလ18ရက်မှာ ဘိုးအောင်ကျော်လန်းကသူ့သတင်းစာတိုက်ရှိမှာဥတင်ထော့ကားပုံးထောင်ခံရပြီးနောက်တရက်မှာကွယ်လွန်ခဲ့ပါတယ်။အာဇာနီဂုံးမှာခေါင်းဆောင်ကြီးများနဲ့ရှင်ပြီးသူ့အုပ်ကူကိုအမတ်တရထားခဲ့ပေမဲ့ဘုံပေါက်ကွဲမှုနောက်ပိုင်းမှာဖယ်ရှားခဲ့ပါတယ်။ဥတင်ထော့လောက်ကြံမှုကိုရဲဘက်ကစစ်ဆေးခဲ့ပေမဲ့တတိထားစစ်ဆေးဖို့လက်အောက်ရာရှိတွေကိုတတိပေးခံခဲ့ရတယ်လို့လဲဆိုပါတယ်။ဥတင်ထော့နဲ့အတူတက်မှာဗိုလ်မှူးချုပ်အဖြစ်အမှုထမ်းနေတဲ့ရဲချုပ်ဦးထွန်းလောက်အောင်ကိုလည်းပြည်တိန်ကိုစစ်တမ်းမှုအဖြစ်ပို့ခဲ့ပြီး တက်တန်းအပြီးမှာလဲမြန်မာပြည်ပြောင်းခွင့်မပေးဘဲထားခဲ့ဘူးပါတယ်။စောင်းပါရှင်ဘိုးဘိုးအဆုံးထိနောက်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ဧည့်သည်ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။